ကျွန်တော်ရဲ့အကြီးအမားဆုံးရည်သူကကျွန်တော်ပဲကျွန်တော်အမြဲတမ်းကိုယ်ကိုယ်လည်းဖိတယ်ကိုယ်လည်းအမြဲတမ်းစဉ်းကျင်အောင်လည်းစိတ်ထိခိုက်တဲ့အချိန်တွေလည်းရှိတယ်ကိုယ့်ရဲ့အဆိုးဆုံးအချိန်ရောတော့ဘယ်သူစီကိုဆက်ပြေးမှလဲကိုမိဘစီကိုပဲကိုကတော့ကျွန်တော်အတိပေါ့တော်ထောင်သားတဲ့ mediation production ကိုလာပြီးတော့အားပေးတာပါ mediation ဆိုတဲ့ရုပ်ရှင်ပါလေဒီအတိ director လေရောတရုပ်ဆောင်လေရောလာပြီးတော့အားပေးတာပါ အပိတ် operation ကတော့အောင်မြင်သွားပါလေလွန်ခဲ့တဲ့နှစ်ပတ်တုန်းကအခုကတော့ပြန်လာပြီးတော့ဒီနားနေရတယ်ဟို physio physiotherapy ရေလောက်ဆက်ရှိရလဲလုပ်ရသေးတယ်ဟိုဒါပေမဲ့ပြန်တော့တွားရအောင်မယ် check up အနေနဲ့ဒါပေမဲ့အရင်ထက်ဆိုင်တော့ပုံပြီးခိုင်ပါလေပုံပြီးတော့လဲချမ်းပါလေဆိုရပြောရှင်ပါလေတကယ်ချင်းညလာပြီးတော့အားပေးရဆိုတော့အပြေကပုံပြီးပြောတာပေါ့အမြဲတမ်းတော့စိတ်ပူပါလေဟိုဒါပေမဲ့လည်းအဖေဘက်မှာလည်းကျွန်တော်တို့ဟိုတပည့်တယောက်ရှိတဲ့အတွက်လည်းအဖေ တိတွေရောမိတ်ဆွေတွေရောအများရဲ့မှာဟို view site ပြီးတဲ့အတွက်လည်းအယုံကြည်ပြီးတော့လည်း target လို့ရတဲ့ချိန်တည်းရှိပါလေကျွန်တော်ကလည်းအဲ့လိုမျိုးနည်းနည်းလေးတော့အလုပ်ရောမိသားစုဘက်ကရောဟိုမျက်တောက်အောင်တော့လိုက်ပြီးညှိပြီးတော့လုပ်ရသေးတယ်ဘာဖြစ်လို့ကျွန်တော်လည်းအလုပ်တွေအများကြီးလည်းဟိုကြံခဲ့တဲ့အလုပ်တွေရှိတော့တယ်ပြန်ရတဲ့ချိန်မှာလည်းနည်းနည်းရောစိတ်မကောင်းဖြစ်ခဲ့ပေမဲ့လည်း ဟိုအလုပ်ကိုလည်းကျွန်တော်အာရုံစိုက်ပြီးတော့လုပ်ရမှချိန်နေရှိတယ်အခုလည်းပြန်ရောက်ပြီဆိုတော့အလုပ်ကဲလို့ရတယ်အဖေကိုလည်းနှုတ်ဆက်လို့ရတယ်ဆိုတော့ဝမ်းသာပါတော့ဘန်ကောက်မှာနေတဲ့ခြာနဲ့ဒီကမြန်မာပြည်မှာနေတဲ့ခြာနဲ့တော့မတူဘူးပေါ့ဟိုဘန်ကောက်မှာတော့သူကောင်းတဲ့ချက်တွေတော့ရှိမယ်မြန်မာပြည်မှာတော့သူမိတ်ဆွေတွေပို့ပြီးတော့ပေါ်တာပေါ့ဆိုတော့ဟိုသူကတော့စိတ်ပိုင်းဆိုင်ရာတော့ဒီမှာတော့ပို့ပြီးတော့ပျော်ရွှင်ပါတယ်လို့ထင်ပါတယ် ိုပို့ပြီးတော့ဟိုအေးကိုအိမ်မှာကိုနေရတယ်ဆိုတော့ဟိုပို့ပြီးတော့ကောင်းတာပါအဖေကတစ်ခါတလေတော့အမျိုးစိတ်ရှုတဲ့အချိန်တွေတော့ရှိခဲ့ပေမဲ့ဒါကလူဘယ်သူမဆိုတော့ဖြစ်မှာပဲဟိုကျွန်တော်လည်းဒီခြေတော့ဟိုခောက်သွားတဲ့အချိန်မှာလည်းတလားတော့နေပါနလားပါတော့အိမ်မှာနေရချင်ပါဆိတ်ရှုတဲ့ချိန်တွေရှိခဲ့တာပဲဒါပေမဲ့အဖေစိတ်ကတော့ခိုင်ပါပါလေဟိုသူကလည်းဦးစရာမောင်မောင်ပဲလေဟိုဆိုတော့အကုန်လုံးလက်တည်ရပါသူကဘယ်လောက်ထိကိုဖြတ်ကျော်ခဲ့ရလဲဆိုဒီဟာလေးရဲ့အတွက်ကတော့သူ့တဲ့အေးစိတ်ပါ အဲဒါကတော့သူဟိုပုံမှန်လေးကိုယုံကြည်စွာနဲ့ဖက်ကြောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်လက်ရှိကတော့ကျွန်တော် program တစ်ခုကို editing လုပ်နေရနောက်လာဆိုရင်တော့အကုန်လုံးကြီးစုကြီးစုလို့ရအောင်တော့ကြိုးစားနေပါတယ်ဟိုပြီးွားရတဲ့ကျွန်တော်ဇလန်းတွဲရောရုပ်ရှင်ရော mini cv ရောရိုက်ဖို့လည်းဟိုအစီအစဉ်တွေရှိပါတယ်အခုတော့ကျွန်တော်ကတော့28နှစ်ပြည့်နေပြီဆိုတော့ဟိုကို့အထာနဲ့ကိုတော့နေကြည့်ချင်တယ်ကို့ကိုအမျိုး changes တွေလည်းဟိုဟာလုပ်ကြည့်ချင်တယ် အာပြီးတော့အနေနဲ့ကျွန်တော်လည်းဒီရိုက်ချင်တဲ့ရုပ်ရှင်ပေါ်မှာလည်းဒါလည်းတင်ဆက်ရင်တော့အမလို့လည်းမြင်ပါပါအဲ့ရဲ့ mindset ကိုလည်းတွင်းနေရကျွန်တော်ကတော့ဘယ်တော့မှတော့မချိန်တတ်ပါဘူးဟိုကျွန်တော်လည်းပြောခဲ့ဘူးရခြင်းတယ်ကျွန်တော်ရဲ့အကြီးအမားဆုံးရည်သူကကျွန်တော်ပဲကျွန်တော်အမြဲတမ်းကိုယ့်ကိုယ်လည်းဖိတယ်ကိုယ့်ကိုယ်လည်းအမြဲတမ်းစဉ်းကျင်အောင်လည်းဟိုစိတ်စိတ်ထိခိုက်တဲ့ချိန်တွေလည်းရှိတယ်ဒါပေမဲ့ကိုယ့်ကိုယ်လည်းပြန်တွန်းပြီးတော့ကိုကိုထင်တာထက်ဆိုင်ပို့ပြီးကိုကောင်းအောင်လည်းအမြဲတမ်းတွန်းတယ် ဒါအဲ့လိုမျိုး mental battle တွေအများကြီးတော့ရှိတာပေါ့ဒါပေမဲ့လည်းဟိုစူးစမ်းရတယ်အအခုလက်ရှိတော့ကိုကိုကျင်းနေတာဆိုတော့တဖြည်းဖြည်းနဲ့ပေါ့ဒါပေမဲ့ကိုလူချင်းနဲ့အဆင့်ထိတော့မရောက်သေးတဲ့အတွက်တော့ကျွန်တော်ဟိုအဲ့ထိမရောက်ခင်တော့ဘယ်တော့မှကျင်းနေမှာမဟုတ်ပါဘူးဒါကလည်းကျွန်တော်ကနည်းနည်းလေးဥဆောင်ရတဲ့ rule တွေမှာအများကြီးပါဝင်လို့လာမသိဘူးကိုကိုလည်းဟို နည်းနည်းလေးတော့ personality ပြောင်းရတယ်ရောရှိတယ်ပြောတဲ့ပုံစံတွေရောပါတယ်ရောပါလို့ဆိုနည်းနည်းလေးတော့ဟို public image လည်းနည်းနည်းလေးဖြစ်နေတဲ့အတွက်လည်းတစ်ခါတလေတော့ခရီးဆိုင်ရတဲ့အချိန်တွေတော့ဟိုရှိတယ်ကိုကိုလည်းဖြစ်ချင်တဲ့ပုံစံဟိုဖြစ်ချင်တဲ့ personality ရဲ့ရှိတာပေါ့အဲ့အပေါ်မှာလည်းထိန်းသိမ်းပြီးရောလည်းကျွန်တော်ကြည့်ကြည့်ပြီးစကားပြောရလေးလည်းရှိပါတယ်အာအလုပ်လေးရော social လေးရောတက်နေရတော့ညတောင်းအောင်လုပ်ပါတယ်ဒါပေမဲ့နည်းနည်းအလုပ်လေးများနေတဲ့အတွက်တော့ဟိုအလုပ်ကိုတော့ပို့ပြီးအာရုံဆက်ဖြစ်ပါတယ် ကျွန်တော်ကတော့လူတိုင်းဖြတ်ကျော်နေတဲ့ပုံစံနဲ့ပဲလူတိုင်းလိုပဲဖြတ်ကျော်နေတာပါလူတိုင်းကျွန်တော်လည်းလူတစ်ယောက်ပါပဲဆိုတော့လူတိုင်းအခက်အခဲကလည်းကျွန်တော်လည်းရှိတယ်လူတိုင်းရဲ့ခံစားချက်တွေကျွန်တော်မှလည်းရှိတယ်ဒါကတော့ကျွန်တော်ကဘယ်လိုမျိုးခံစားနေရလဲဘယ်လိုမျိုးဖြတ်ကျော်နေဆိုတာဒါကကျွန်တော်ရဲ့ private information တွေပါ ကျွန်တော်အမေရောကျွန်တော်ဖေရောတခုခုဖြစ်နေတယ်တိုးတော့အများနဲ့ရင်ဖွင့်ပါတယ်တခါသေးလေတော့ရင်မခွင့်တဲ့အချိန်တွေရှိတယ်အဲဒါကတော့အဖေအမေသားသမီးတွေအတိုင်းအဲ့လိုမျိုးတော့ ရှိတာပေါ့ဒါပေမဲ့ဟိုအများဆုံးတော့ဟိုအရေးကြီးတဲ့ဟာတွေတော့ဖွင့်လင်းပြီးတော့ပြောပါတယ်ဟိုအသေးကွဲရာတွေတော့ဘာလဲတော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့လည်းဒါကတော့အမားတို့ရောဒီအကိုတို့ရောတိမာပါကိုရဲ့အဆိုးဆုံးချိန်တော့ဘဒုစီကိုဆွဲပြေးပါတယ်ကိုမိပါစီကိုပဲဆိုတော့ဒီလိုပဲအာအမေကိုအမေကိုတော့နည်းနည်းပို့ပြီးရင်ဖွင့်တာတော့ဟိုပို့များပါတယ်ဒါမဲ့ဟိုတခြားဟာတွေပုံမှန်လည်းရင်ဖွင့်ရတယ်များပါတယ်ပေါ့ဟုတ်ကဲ့ကျွန်တော်လက်ရှိ နောက်ပိုင်းမျိုးပညာရှင်မျိုးပညာတွေပုံမှန်လည်းကြိုးစားနေပါတယ်အဲ့ဒီပုံမှန်လည်းမကြခင်ကျွန်တော်ဘက်ကနေလည်းဟိုအတိအကုန်လုံးတည်ပေးမှာပါနောက်လာတွင်းမှာလည်းကျွန်တော်အရင်အောင်ကြိုးစားနေတဲ့ program လေးတစ်ခုရှိပါတယ်မကြခင်ကအကုန်လုံးလည်းတည်မှာပါအဲ့ဒီပုံမှန်လည်းအကုန်လုံးတိရှိအားပေးကြပါလို့ပြောချင်ပါတယ်